အခုလိုမျိုးပူပင်လာတဲ့နေရာသီဥတုမှာမကြာခဏဆိုသလိုလူလက်ပိုင်းတွေရောလူကြီးတွေကောကပါလေဖြတ်တဲ့ဝေဒနာကိုခံစားနေရပါတယ်။လေဖြတ်ခြင်းဆိုတာကတော့လူတွေထင်တယ်လို့ရုပ်တရက်ချက်ချင်းဖြစ်တဲ့ဖြစ်စဉ်မဟုတ်ပါဘူး။ဒီလိုအနေနဲ့လေဖြတ်ရောဂါခံစားတော့မယ်ဆိုမိမိခန္ဓာကိုယ်ကနေလို့ပြတဲ့လက္ခဏာတွေရှိပါတယ်။ဒီလက္ခဏာတွေကိုမိမိတို့ကသတိမထားနိုင်ဘူးလို့သာလေလေဖြတ်ခြင်းဝေဒနာကိုခံစားနေရတာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့လေမဖြတ်ခင်မှာမိမိရဲ့ခန္ဓာကိုယ်ကပြတဲ့လက္ခဏာ၃ချက်ကိုဝင်ဖတ်တော့မှာဖြစ်ပါတယ်။ အားလုံးပဲမင်္ဂလာပါတော်တော် Johan Blog ကနေအားလုံးပြန်လည်ကျေးဇူးလိုက်ပါတယ်ကျွန်တော်တော်တော်ကျေးမွန်းသူပါကောင်းစင်မီတသူစီကံရဲ့ပြည်နယ်မီတသူဆီအောင်ဖြစ်ပြီးတော့ online နဲ့ပြုလို့ Gemini Social Media ကိုပြုလုပ်ပေးလေးရှိပါတယ်အဲကျွန်တော်တို့အနေနဲ့လေဖြည့်ယောဂခံစားရတော့မယ်ဆိုရင်မခံစားခင်မှာမိမိကလေမဖြတ်ခင်မှာကတ်တဲ့ science တွေရှိပါတယ်ဒီလက္ခဏာလေးတွေကိုမိမိကသိထားပြီးကြည့်ခြင်းအဖြစ်လွန်လာအပ်ဖြစ်နေလေဖြည့်တဲ့ယောဂရဲ့နောက်ဆက်တွဲပြင်းထန်မှုတွေကိုမခံစားနိုင်ပေနဲ့လေဖြည့်ခြင်းရဲ့နောက်ဆက်တွဲဝေဒနာတွေကိုယောဂတွေကိုကြိုတင်ပြီးတော့ကောက်ကွယ်နိုင်ပြီးတော့မှ recovery လို့ခေါ်တဲ့မြင်မြန်ဆက်ဆက် နေမမှန်ကန်ဘောเนาะအမြန်ဆုံးတက်တာပြောက်ကင်းလာနိုင်မှာဖြစ်ပါတယ်ဥစားဘယ်မှာလေဖြတ်တဲ့ဖြစ်စဉ်ကိုကျွန်တော်အနေငယ်ရှင်းပြခြင်းပါမိတို့ကလေဖြတ်တဲ့ဖြစ်စဉ်ကိုဖြစ်တဲ့အကြောင်းရင်းတော့မိမနိုင်တဲ့အနေနဲ့မိတို့ရဲ့အုံနောက်ထဲမှာဒီအုံနောက်သွေးကြောကပေါက်သွားလို့ဖြစ်စေဒါမှမဟုတ်အုံနောက်သွေးကြောပိတ်သွားလို့ဖြစ်စေ ဆိုတော့ဒီအကြောင်းအရာကြောင့်မလို့လေဖြည့်ခြင်းခံစားရနိုင်ပါတယ်ဆိုတော့အနောက်သူကျော်ပောက်တဲ့အကြောင်းအရာတွေထဲမှာတော့သွေးပေါင်တက်ခြင်းကတော့အဓိကအရေးကြီးဆုံးအကြောင်းဖြစ်ပါတယ်မိမိကသွေးပေါင်အရန်တက်တဲ့ခါမျိုးမှာသွေးပေါင်ကြောင့်စီမတောက်ထားတဲ့ခါမျိုးမှာခက်မသိမ့်ဘူးဆိုရင်ဒီသွေးပေါင်ကစောင့်တက်ပြီးတော့မှသွေးကျော်ပောက်ပြီးတော့မှအသက်ဆုံးရှုံးမှုတွေကြုံတွေ့ရတာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့သွေးအနောက်သူကျော်ပိတ်ခြင်းဖြစ်ပါတယ်သူကလည်းသွေးတို့တွေစီးလို့ရောဂါရှိတဲ့လူမျိုးတွေအရှုကြတော့လေဆလိတ်ဒီအရက်တွေတောက်သုံးခြင်းကြောင့်မလို့ဒီသွေးတော်ထဲမှာအဆီတွေများပြီးတော့မှအနောက်သူကျော်ပိတ်တဲ့ခါမျိုးတွေခြံရလေးဖြည့်ခြင်းဝင်တော့ခံစားရတတ်ပါတယ် ော်ဒီဝိဒကံတွေကိုကျွတ်တင်ကောက်ွယ်ထားပြီးတော့မှပုံမှန်ဆေးတောက်နေမှသာလေဒါလေဖြတ်ခြင်းကိုကောက်ကပေးနိုင်မှာဖြစ်ပါတယ်။လေဖြတ်တော့မယ်ဆိုရင်အင်းဆုံးပြတဲ့လက္ခဏာတွေပြမတစ်ခုကတော့ဒီပတ်စတချမ်းရွှဲသွားတာပေါ့ face dropping လို့ခေါ်ပါတယ်။ကျွန်တော်သွားစီးလိုက်တဲ့ခါမျိုးကြာရင်ရီလိုက်တဲ့ခါမျိုးကြာရင် စစရဲ့နှက်ခမ်းကတစ်ဖက်ကိုရွှေ့သွားခြင်းဖြစ်ပါဒါဆိုရင်တော့ဒါလေးဖြတ်ချင်းရဲ့ဥစွာပထမခဏပဲဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ကျွန်တော် speech difficulty လို့ခေါ်တဲ့စကားပြောတာခက်ခဲခြင်းဖြစ်ပါလူနာကစကားပြောမဲ့စကားလုံးအတိတယ်တိပေမဲ့လည်းစကားလုံးစဉ်းစားလို့မရတာမျိုးတွေအချို့ကျတော့လည်းစကားလုံးဝါးရတာမျိုးတွေအစရှိသဖြင့်ကိုခံစားရနိုင်ပါတယ်တော့တတိယလက္ခဏာတစ်ခုကတော့မိမိရဲ့မျက်လုံးကရုပ်တရက်ကောင်းကောင်းမွန်မြင်နေရတယ်မျိုးတစ်ဆင့်မျက်လုံးတွေဝေဝါးရတာမျိုးတွေပြထွက်သွားတာမျိုးတွေဒါမျိုးတွေဖြစ်ပြီဆိုရင်ဒါကလေးဖြတ်ချင်းရဲ့ရှိပေးလက္ခဏာတွေတစ်ခုဖြစ်ပါတယ်လေးဖြတ်ချင်းရဲ့ရှိပေးလက္ခဏာတွေနောက်တစ်ခုကတော့ ခေါင်းထိုးကိုက်ခြင်းဖြစ်ပါတယ်ဆရင်ဆေဗီယာဟရီကိုခေါ်ပါတယ်ကျွန်တော်ကယုတ်တရက်ခေါင်းတားမခံမရနိုင်အောင်ထိုးကိုက်ပြီးဆိုရင်ဒါကမကြိုက်ခင်လိဖြတ်နိုင်ခြင်းရှိတယ်လိဖြတ်တာရရှိပြီးလက္ခဏာတခုဖြစ်လာနိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့ balance မညီတာပေါ့နော်ကျွန်တော်တို့ဆိုရက်သမားတွေလိုမျိုးပေါ့နော်နမူနာပြောရမယ်ဆိုရင်တော့ drunken gait လို့ခေါ်တာပေါ့ဆိုမိမိရဲ့ဒီခန္ဓာကိုယ် balance ကမညီမျှပဲနဲ့ရင်းရိုင်ထိုးနေပြီးလဲတော့မယ်လိုမျိုးဖြစ်ပြီးဆိုရင်ဒါကလိုမျိုးတွေမိမိကခံစားနေရပြီးဆိုရင်ဒါက လေပြည့်ချင်းရဲ့ရှိပီလက္ခဏာတွေကတခုပဲဖြစ်ပါတယ်။ဆိုတော့ဒီလိုမျိုးလက္ခဏာတွေကခံစားနေရပြီဆိုမိမိကမိမိရဲ့အိမ်မှာနေရာမျိုးမပြုတ်လို့ပဲနဲ့တက်ဆိုင်ရာစိတ်ုံစည်းကမ်းတွေကိုအများဆုံးတော်ပြီးတော့မှလိုအပ်တဲ့စိတ်ကူးသားမှုတွေကောက်ကွယ်မှုတွေဒါမျိုးတွေကိုပြုတ်လို့ပေးရမှာဖြစ်ပါတယ်။လေပြည့်ချင်းကတော့မိမိကလေဆပ်ဖြတ်ပြီဆိုတော့ကျွန်တော်တို့ကတည်ကြတဲ့ထိရောက်တဲ့ကုသမှုတွေပြုလုပ်လိုပါတယ်။မိမသာအိမ်မှာနေပြီးအချိန်ဆွဲမယ်ဆိုရင်နောက်ဆက်တွဲအနေနဲ့လိုလားအပ်ပဲနဲ့ဒီ လက်လောက်ပဲပါမယ်ဟာတစ်ချောက်တွေပါသွားတာမျိုးတွေဒါတစ်ဖက်ပဲပါမယ်ဟာနှစ်ဖက်ပါသွားတာမျိုးတွေပြီးပြန်ကြတိုင်းမှာတစ်လလောက်နဲ့နှစ်လလောက်နဲ့ပြန်ကောင်းမဲ့လူနာတွေက၃လလောက်မှပြန်ကောင်းတာမျိုးဒါမျိုးတွေအထိဖြစ်သွားနိုင်မှာဒါကြောင့်မလို့မိမိကဒီလက္ခဏာတွေကိုခံစားရင်ရပြီဆိုရင်တော့တက်ဆိုင်ရာဆေးရုံဆေးကန်းတွေမှာအမြဲဆုံးပြသဖို့အတွက်အားလုံးတိုက်တွန်းလိုက်ပါတယ်ဆိုတော့ဒီဗီဒီယိုမှာပြပြပေးလိုက်တယ်တော့အခုလိုမျိုးနွေရာသီဥတုမှာဒီလိုမျိုးမျိုးဖြစ်ချင်တယ်ဆိုရင်ဖြစ်နိုင်တဲ့ရှေ့ပြလက္ခဏာတွေရဲ့အကြောင်းရင်းပဲဖြစ်ပါတယ် ဆရာချန်နယ်ကနေမှကျမ်းပိုင်နဲ့ပတ်သက်တဲ့ဘူးတရားတွေယောဂတွေနဲ့ဆေးဝါးတွေအကြောင်းပုံများပေးနိုင်မှာဖြစ်ပါတယ်မိတို့ရဲ့ကျမ်းပိုင်တွေများစွာအကျိုးရှိကြတာမျိုးဆရာချန်နယ်လို subscribe လုပ်ထားဖို့နဲ့ page လေးတွေကို follow လုပ်ထားဖို့အားလုံးကိုတိုက်တွန်းလိုက်ပါတယ် channel စီကံပြချင်တယ်ဆိုဆရာစီကံကို messenger ကိုကြိုဆိုပါဦးမှတ်တိုင်ဒီခင်းမြေမှာဖွင့်လှစ်ပေးထားပါတယ်အနေနဲ့မျိုးစနေနေ့ထီကိုနေ့စဉ်မနက်9:00ခွဲထဲမှာည9:00အထိမိသားစုဆရာကိုကိုယ်တိုင်အချိန်ပြည့်ကျမ်းပိုင်ကိုဆောင်မျိုးပေးနိုင်ဖြစ်ပါတယ်ဒီလိုမျိုးအကြောင်းမျိုးကြောင့်စင်းစင်းကမလာနိုင်ဘူးဆိုတဲ့လူနာတွေကိုလည်းဒီခင်းမြေနဲ့ပတ်ချလဲနဲ့ခင်းမြေပေါ်မှာထီကိုဆရာကိုယ်တိုင်အနေနဲ့ရောက်ကျမ်းပိုင်ကိုဆောင်မျိုးဆောင်ပေးလျက်ရှိပါတယ် ဆို online အတိုင်းမဆွေးနွေးခြင်းတဲ့လူတွေအတွက်ကိုလည်းအောက်မှာဖော်ပြထားတဲ့ Viber နံပါတ်တွေကိုဆက်သွယ်ပြီးတော့မှ booking ယူပြီးတော့ online အနေနဲ့အတိုင်းမဆွေးနွေးလို့ရပါတယ်ဆိုတော့ဗီဒီယိုလေးကိုအဆုံးသတ်ချပြီးတော့တူရောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေနောက်ပြီမှာပြန်တွေ့ပါမယ်ခင်ဗျာ